Hello. အားလုံးပဲမင်္ဂလာပါရှင်။ Lily Thu Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်တော့ပျော်ထွထွကျော်ပါ။အရေးပြအထုပ်ကူဆရာဝန်ပါ။ဒီနေ့ပြောပြမှာကြတော့နော် Hyaluronic Acid အရင်နာမည်ကြီးတဲ့ Hyaluronic Acid ရဲ့လူတွေသိမသိသေးတဲ့အကြောင်းပေါ့လေနော်။အဲ့ဒီအကြောင်းလေးကိုပြောပြမှာ Hyaluronic Acid ကတအားနာမည်ကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့သူကရှည်တက်အဆုတ်တက်ပေးတယ်ဆိုတာလူတိုင်းသိရနော်။ Acid လို့ပြောပေမဲ့ Acid လို့မျိုးသူကပြုတ်မှုလောက်ဆောင်တာမဟုတ်ဘူး။ ရေတက်ဆိုတတ်ပေးတယ်အဲ့ဒါကြောင့်မလို့အလှပရေးရမှာနော်အရန်နာမည်ကြီးတယ် skin care တွေမှာတော်တော်များများတွေမှာထည့်ပြီးတော့သုံးကြတယ်ကျွန်မလည်းကိုရန်သုံးတယ်နော်စိုက်လဲစိုက်တယ်ပြီးရင်အဆရာဝန်တွေတော်တော်များများကလည်း treatment တွေမှာလေ skin treatment တွေမှာအဲ့ဒီ hyaluronic acid ပါတာလေးတွေသုံးကြတယ်နော် အဲသွေးရည်ကြည်ကူထုံးပဲဖြစ်ဖြစ်နော် chemical peeling လုပ်ပြီးလို့ပဲဖြစ်ဖြစ်ပြီးတော့ laser treatment နေပေးပြီးရင်လည်းဖြစ်ဖြစ်အဲတခြားပေါ့နော် filler တို့ပါအကုန်လုံးနေအဲအဲ့ဟာတွေအကုန်လုံးမှာ hyaluronic acid ထည့်ပြီးတော့သုံးလို့ရှိကြတယ်နော်ဒါပေမဲ့ဒီ hyaluronic acid ကိုသေချာချာပြည့်ပြည့်ဝဝလေးပေါ့နော်သူ့ရဲ့အကျိုးအာနိသင်ကိုပြည့်ပြည့်ဝဝရကျင်တယ်ဆိုလို့ရှိရင်ဘယ်လိုလေးလုပ်ရမလဲဆိုတဲ့အကြောင်းလေးအခုပြောပြပေးပါ မသုံးတတ်လို့ရှိရင်ကြတော့လေ hyaluronic acid ကိုသုံးပေမဲ့လေအားရအသားရည်ကြီးချောင်းနေရပဲဘာဖြစ်လို့လူများချောင်းနေရတာလဲဆိုပြီးတော့အဲ့လိုမျိုးတွေလည်းရှိတိုင်းနေတာနော် hyaluronic acid သုံးပြီးတော့ပို့ပြီးတော့အသားရည်ချောင်းနေတာအဲ့ဒါလည်းရှိတတ်တယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးကနော်ဒီလိုမျိုးဘုဟုတုတလေးရမယ်လို့ထင်တာပဲကျမရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါနော်ပြီးရင်ကျမမှာ Facebook page လည်းရှိတယ် Telegram channel လေးလည်းရှိသေးတယ် ကဲ hyaluronic acid ရဲ့ကောင်းတဲ့အချက်နော်သူက ရေဓာတ်အဆုတ်ထွက်ပေးတယ်ဘလို့လဲဆိုတော့သူကရေကိုဆွဲယူရယ်လေသူကချောချောမုံမုံပြပြနဲ့အဆိုင်ခဲလေးတခု substance လေးတခုနော်ခန္ဓာကိုယ်ရဲ့ထုတ်တယ် joint နေရယ် eye မျိုးလုံးမှာရယ် skin အရေပြားမှာရယ်နော်အဲ့မှာရယ်အများကြီးရှိရယ်ရေကိုဆွဲတဲ့အတွက်ကြောင့်မို့လို့သူက teaspoon လေးအာဗာလေလက်ဖက်ရည်စွန်းလေးနော်လက်ဖက်ရည်စွန်းလေးလောက်အဲ့ရှိတဲ့ဟာ လေးပုံတစ်ပုံပေါ့လေပြည့်စုံလေးရဲ့လေးပုံတစ်ပုံပမာဏလောက်ပဲဟိုင်လိုရိုနဲ့အက်ဆစ်ရှိစေအောင်တော့အဲ့ဒါဆိုလို့ရှိရင်ရေခါလန်တစ်ပတ်လောက်ကိုဆွဲနိုင်တယ်အဲ့တော့သူကရေတက်ကိုတော်တော်ပြည့်သွားတယ်ပေါ့နော်အဲ့တော့ရေတက်တော်တော်ပြည့်သွားတယ်ဆိုတော့ရေတက်တော်တော်ပြည့်သွားရင်အသားရေကဆုပ်ပြည့်တယ်တင်းတင်းရင်းရင်းလေးဖြစ်တယ်ပေါ့ plan ဖြစ်တယ်ပေါ့ဖိလိုက်လို့ရှိရင်လည်းပြန်ပြီးတော့တွန်းကန်တဲ့ elasticity လည်းကောင်းတယ်ပေါ့နော်ပြီးရင်တင်းတဲ့အတွက်ကြောင့်မလို့ရေးကြောင်းနေလည်းကျော်တယ်ပေါ့ glow ရယ်ပေါ့နော် အဲ့ဒီတော့ဒီရေအချောင်းရော့တယ်ရေတက်တွေဖြည့်တယ်ဆိုလို့ရှိရင်အသားရေကနှုတ်ပြုံမှာပဲနော်သူ့ရဲ့သဘောတရားကိုသိလို့ရှိရင်နော်ဒီဘာဖြစ်လို့အသားရေခြောက်သွားရတာလဲဆိုသူ့ကိုသုံးရက်သားနဲ့အသားရေခြောက်ရတဲ့အကြောင်းရင်းလေးလေအခုပြောပြမှာနော်သူကရေတက်ကိုဆွဲယူတယ်ပဝန်းကျင်ရဲ့ရေတက်နော်ပဝန်းကျင်မှာဆိုထိုင်းနေတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်သူကပဝန်းကျင်ရရေတက်တွေဆုပ်ယူလိုက်တယ်သူ့ရဲ့ခန္ဓာကိုယ်ကိုဆုပ်ပြီးတော့အာ skin အရေပြားရဲ့ အလှတွေသူကပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမဟုတ်ဘူးအပြင်မှာပဝန်းကျင်မှာ၆တွေ့နေတယ်အဲ့လိုမျိုးဆိုလို့ရှိရင် तू ကဘယ်ရရေကိုဆုပ်လဲဆိုအရေပြားရဲ့အတွင်းထဲကရေကိုပြန်ဆုပ်တယ်အဲ့ဒါကြောင့်မလို့၆တွေ့သွားတာအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ skin ကဟာ hyaluronic acid လိမ့်နေမဲ့လဲပေါ့နော်ပါရာတွေတုံးနေပေမဲ့လဲအသားရေကပိုပိုပြီးတော့၆လာတယ်ဆိုတာအဲ့ဒါပြောတာအဲ့ဒီတော့နော် hyaluronic acid ရဲ့ကောင်းတဲ့အချက်တွေကိုလိုချင်လို့ရှိရင်ဘယ်လိုလုပ်ရမလဲအခုဆက်ကြည့်လိုက်မယ်နော် basic skin care တွေသုံးတယ်မလား skin care steps လိုက်သုံးတယ်နော်အဆင့်ချင်းသုံးတယ်မျက်နှာတက်တာတို့ toner ရယ် serum ရယ် moisturizer ရယ် sunscreen ရယ်အဲ့လိုတွေအဆင့်ဆင့်သုံးတယ်ဆိုလို့ရှိရင်မျက်နှာတက်ပြီးသွားတာနဲ့ရေလေးအသားရေမှာမဆုမချောက်လေးရှိနေတဲ့အချိန်မှာလိမ့်ရမှာဖြစ်ပါတယ်အဲ့ဒီတော့မှလိမ့်မှသာ तू ကသူ့ရဲ့ပဝန်းကျင်ရဲ့ရေဓာတ်ကို तू ကဆုပ်ယူလိုက်တယ်ဆုပ်ယူပြီးတော့ခန္ဓာကိုယ်အဲ skin ရဲ့အတွင်းထွာတွေကို तू ကပေးလိုက်တယ်ပေါ့နော်အဲ့လိုလေးဆွဲသွင်းထားတယ် အဲ့ဒါကြောင့်မလို့သူ့ကိုအဲတိုနာဖြစ်ဖြစ်အဲ့လို serum ဖြစ်ဖြစ်เนาะအဲ့အဲ့ဒီအချိန်လေးမှာသုံးပေါ့တိုနာထဲမှာပါတဲ့ဟာကိုသုံးရင်သုံးမသုံးရင် serum သုံးအဲ့ဒါကောင်းတယ်ပြီးရင်သူ့အဲ့လို sweat သွင်းပြီးရေဓာတ်ကို sweat သွင်းပြီးသွားတဲ့အချိန်မှာเนาะဟိုကအပြင်ကနေပြီးတော့ moisturizer နဲ့ block lock လုပ်လိုက်ပေါ့เนาะအာတော့ခလိုက်တာပေါ့လေနော် moisturizer နဲ့သူ့ကိုအပေါ်ကနေပြီးတော့အုပ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ရေဓာတ်တွေကပြန်ပြီးတော့မထွက်သွားတော့ဘူးနော်သူကပဝန်းကျင်ကနေပြီးတော့ဆုပ်ယူပြီးတော့ skin နဲ့ကိုထည့်တယ်အဲ့ဒါကိုအပေါ်ကနေပြီးတော့ moisturizer နဲ့အုပ်လိုက်တယ်ပေါ့နော်အဲ့ဒီလိုသူ့ကိုနော်သူ့ကိုသုံးမဲ့ moisturizer ထဲမှာဆိုလို့ရှိရင်နော် hyaluronic acid ပါတာမသုံးနဲ့တော့ပေါ့နော် ceramide တို့ဩပါဂျလန်ပါပါပေါ့လေဒါပေမဲ့ ceramide တို့ glycerin လို့ဟာမျိုးပေါ့နော် ပြီးရင်အဲ shear butter လို့ဟာမျိုးအဲ့လိုမျိုးပါလို့ရှင်ကြတော့ဒီရေဓာတ်ကိုပို့ပြီးတော့ထိမ့်သိမ့်ထိမ့်ထားနိုင်တာပေါ့လေနော်အဲ့ဒါကြောင့်မို့အသားဆောက်တဲ့သူတွေရယ် ceramide ပါတဲ့ moisturizer တို့ shear butter ပါတဲ့ moisturizer တို့ glycerin ပါတဲ့ဟာတို့အဲ့လိုမျိုးတွေသုံးခိုင်းတာနော်အဲ့မဲ့ shear butter ကကြတော့နည်းနည်းသူပို့ပြီးတော့စိတ်ကက်ကက်နိုင်တယ်မွေးညမောက်လေးပိတ်တယ်အဲ့ဒါကြောင့် watch channel မှာကြတော့သုံးလို့မရဘူးပေါ့နော်အဲ့ဒါတခုတော့ရှိရအောင်ကဲ ကိုယ့်ရဲ့အသားရည်လေးနဲ့အဆင်ပြေတဲ့ skin care လေးတွေလည်းရွေးနိုင်ကြပါစေရွေးချယ်တတ်ပါစေ skin care တွေကသုံးတဲ့အခါကျလို့ရှင်လဲလीအဲ့လိုမျိုးအဆင်ပြေပြေလေးနဲ့သုံးနိုင်မှာပဲအသေးချာချာတိတော့သုံးတော့လည်းအကျိုးရှိတာပေါ့လေနော်နှမဆိုရင် skin care ရဲ့အာနိသင်ကိုသုံးမယ်မယ်လည်းမရအောင်ဆိုပြီးတော့ဖြစ်နေတတ်တာလीနော်ကျမလာပါတော့ရေးပြပါဆိုင်နေကြပါစို့ရှင် နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံးတွေ့မယ်နော်ဘိုင်ဘိုင်